ဟိုပေါ့ဒီ online မှာကျတော့2021ခုနှစ်မှာစတာပေါ့เนาะ online မှာ Juha Mix ဆိုပြီးတော့မှတကယ်အမလုပ်ခဲ့တာကျတော့အမတက္ကသိုလ်ဒုတိယနှစ်ပေါ့เนาะအဲ2010 season လောက်ဖြစ်မဲ့ဖြစ်နေတော်တော်ကိုကြာပြီဆိုတော့အိမ်မက်ကလည်းဟိုတစ်ချိန်မှာဆိုင်လေးတစ်ခုလမ်းသာတဲ့နေရာမှာဖွင့်မလို့တွေးထားခဲ့ရပါတော့เนาะအဲ့တိုင်းပဲအခုတကယ်ဟိုဖွင့်ခက်နိုင်နေပေါ့เนาะအဲ့အတွက်လည်းတကယ်ဝမ်းသာရပါတ ကဲကျူဟမ်မိတ်ကအခုဆိုရင်ဒီနှစ်က၅နှစ်ထဲရောက်သွားပြီပေါ့နော်၅နှစ်ထဲဆိုတော့ကျွန်တော်ရဲ့အိမ်မက်ကလည်းဟိုတစ်ချိန်မှာဆိုင်လေးတစ်ခုလမ်းသာတဲ့နေရာမှာဖွင့်မလို့တွေးထားခဲ့တာပေါ့နော်အဲ့တိုင်းပဲအခုတကယ်ဟိုဖွင့်ခက်နိုင်နေပေါ့နော်အဲ့အတွက်လည်းတကယ်ဝမ်းသာရပါတယ်ဒီလိုမျိုးဖွင့်နိုင်နေဆိုတာလည်းကိုယ့်ရဲ့လုံနိုင်စွမ်းဆိုတာထက်ကိုကိုယ်ယုံကြည်ပြီးအားပေးတဲ့ customer တွေကြောင့်ပေါ့နော်ပြီးတော့သူပြည့်လည်းဖျားသခင်ပေါ့အဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဒီဆိုင်မှာရောဒါဒီဆိုင်ဘယ်နှမျိုးလောက်ဒါရနိုင်မလဲဟမိတ်နေပါဟုတ်ဒီဆိုင်လည်းအခုကလေဟိုတော်တော်များတယ်အခုတော်တော်လေးလက်ဆုံ ွန်လို့လုပ်ထားတာပေါ့เนาะဟိုနောက်ပိုင်းလက်ထပ်ပြီးတော့အများကြီးထပ်ဆွန်အောင်လို့လုပ်ထားပါအောင်မယ်။ online မှာတင်တဲ့ design တွေအတိုင်းကိုဟိုများများလေးရအောင်လို့ထပ်လုပ်ထားပါမယ်။အာ handmade လုပ်တဲ့ခါကျတော့လို့ရှိရင်လေလူကလေးကိုထမင်းမင်းဟင်းမင်းပဲဟိုကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ຢာပေါ့။ဥပမာကိုယ့်စိတ်ထဲမှာပန်းပွင့်လေးတစ်ပုံဆွဲချင်နေလားပေါ့။အဲ့ဒါ wiring နဲ့ဟိုကျူးလေးချောင်းနဲ့ပေါ့ပန်းပွင့်လေးလှုပ်လိုက်မယ်ပေါ့။ကိုငားလေးလှုပ်ချင်နေလားငားလေးလှုပ်လိုက်အဲ့လိုမျိုးပေါ့လှုပ်ခွင့်ရကိုယ့်စိတ်ကူးတဲ့အရာပုံဖော်ရတဲ့ဟိုအမှုပညာတစ်ခုပေါ့နော်။ပြီးတဲ့ခါမှဟို customer တွေကလည်းဘယ်လိုပြောလဲဆိုသူတို့လူချင်းတဲ့ ဒီဇိုင်းလေးကိုဥမာနိုင်ငံခြားကနေတွေ့တဲ့ site ကပဲဖြစ်ဖြစ်သူတို့ဆွဲထားတဲ့ပုံလေးကိုပဲဖြစ်ဖြစ်ကိုကလုတ်ပေးလိုက်တယ်ဆိုတာသူတို့ track customize ပေါ့နော်သူတို့လိုချင်တဲ့ပုံလေးရတဲ့အတွက်သူတို့လည်းပြောတယ်ကိုလည်းပြောရပါတယ်အဲဂျူဟမ်မိတ်ဆိုတာလူတိများလားအဓိက wire ပါပဲ wire ရပင်းပါပဲ wire နဲ့လုတ်တဲ့ handmade လေးတွေပါတော့ wire နဲ့လုတ်တဲ့ခါကျတော့လေလက်တော့နာတယ်အခုဆိုလက်မှာအတမာလေးလည်းရှိတယ်ဟိုလက်နာပေါ့နော်တခြားကတစက်တိုက် order တွေရမ်းစပြီဆိုရင်လက်တွေကဒီအကွေးအဆန်အောင်မနာလာပေါ့ဗောအဓိက player လေးလက်ကင်ရတာဟိုဒါကြောင့်မို့ကို့ ဘက်ကပိစမှုတွေတော့ရှိတာပေါ့ဒါပေမဲ့ဒါကကိုယ်ဝါသနာဖြစ်နေတဲ့အတွက်ဒါကတော့မမှုတော့ဘူးပေါ့နော်ကိုယ့်ရဲ့ဝါသနာဆိုတော့ ဟမ်မိတ်ဆိုကလောက်ကကြတော့အချစ်ကတော့အချိန်ပေါ့နော်အချိန်ပေးရတယ်ပြီးတဲ့အခါမှာဟမ်မိတ်ဖြစ်တဲ့အခါတခါလေကြဥမာငကက်ကိုပြောပြမှာပေါ့ငကက်ဆိုရင်တစ်ဖက်ကိုကိုယ်စိတ်ကူးပေါက်ရမှာပေါ့ဒီဇိုင်းကိုထွင်ပြီးလောက်လိုက်တယ်နောက်တစ်ဖက်ကိုတပုံစံနဲ့ထွက်ဖို့တော့ခတ်တယ်ဩအဲ့ခါကျတော့ဟိုဒါတော့ခက်ခဲမှုပေါ့နော်ပြီးတဲ့အခါမှာကြောက်တီလည်းအစ်စ်တီသုံးတယ်ပြီးတဲ့အခါမှာဝါယာတွေကလည်း quality ကောင်းတဲ့ဝါယာမမေတဲ့ဝါယာဒီလိုမျိုးရှာရတာပေါ့နော်အဲ့အတွက်ဒီခက်ခဲလေးတွေတော့ရှိပါတယ်အခုနောက်ပိုင်းဆိုကုန်ကျန်းတင်သွင်းမှုတွေလည်းခတ်လာတဲ့အခါကျတော့ကိုလိုချင်တာတွေရှာလို့မရတော့ တော့ဘောเนาะဒါဆိုနည်းနည်းတော့အကန့်အသတ်လေးဖြစ်လာပါဘောဟုတ်ဟာမိတ်လုံတဲ့လည်းပဲကုမ္ပဏီဆိုတဲ့အကြောင်းလေးဟုတ်တယ်ဟမ်းမိတ်လောက်တယ်ဆိုတာလည်းတကယ်တော့တချို့ကတော့ဟောဒီလိုဒီလိုတက်လေးလွယ်တယ်ပေါ့နော်တကယ်ကလောက်ကြည့်ရင်တော့မလွယ်ဘူးပေါ့နော်တကယ်ကစိတ်နဲ့ပြီးတော့မှပဲဝါနာပါမှပဲလောက်လို့ရတာပါ အမကဟိုပေါ့ဒီ online မှာကြာတော့2021ခုနှစ်မှာစတာပေါ့နော် online မှာ June Hamix ဆိုပြီးတော့မှတကယ်အမလုပ်ခဲ့တာကြာတော့အမတက္ကသိုလ်ဒုတိယနှစ်ပေါ့နော်အဲ2010ဝင်းစင်လောက်ဖြစ်မဲ့ထင်တယ်တော်တော်ကိုကြာပြီအဲ့ချိန်မှာအမတို့ရဲ့ဟိုအသင်းတော်ဖျားကြောင်းပါပေါ့နော် for ဆီယမကြီးရဲ့ mix တွေ foreigner ဆီယမကလာတင်ပြီးရအဲ့ချိန်တော့ wire တွေဒီလိုမျိုး Hamix လုတ်တဲ့ wire တွေမပေါ်သေးဘူးအဲ့တော့25လမ်းမှာသွားပြီးတော့မှဟိုမိချိုးအဟောင်းဆိုင်ဒီမှာ wire ကျိုးတွေကိုကောက်ကွေးနေတာဖြောင်းပြီးတော့မှ Hamix တွေလုတ်တာပေါ့နော်ဆီယမအသင်းမိ ခဲ့တာအဲ့ကတဲ့ကဝါယာဟမ်မစ်ကိုကွယ်ရင်းနှီးသွားတာအဲ့ချိန်တော့မြန်မာနိုင်ငံမှာလှုပ်တဲ့လူရှိလဲရှိမှာပေါ့နော်မရှိလဲမရှိဘူးပေါ့ဒါပေမဲ့အဲ့ချိန်မှာမကိုကဒီလိုလှုပ်လို့ရပါလားဆိုတော့တိသွားအဲ့ထဲကပိုးဝင်သွားတာပေါ့ဒါပေမဲ့တကယ်ကလှုပ်ဖြစ်တာကတော့နောက်ပိုင်းចောင်းတက်တာနဲ့အိမ်တောင်ပြူရတဲ့ကလေးတွေနဲ့ဆိုတော့မလှုပ်ဖြစ်ပဲနဲ့ဒီကိုဗစ်ကာလပေါ့နော်2021ခုနှစ်မှာမှစဖြစ်လိုက်တာပါအမေလုပ်တဲ့အချိန်ကကြာတော့ကိုရဲ့ဟိုအပန်းဖြေတာပေါ့တချို့ဆိုအပန်းဖြေစားဆိုရုပ်ရှင်ကြည့်တာတို့အစာရေးတာအစာဖတ်တာပေါ့ဒါအမကကြာဟမ်းမေလု တဲ့အားတော့အပန်းဖြေတာအမရဲ့အပန်းဖြေနေတခုပေါ့အဲ့တော့ handmade လုပ်တဲ့ဟာကိုယ်တွေစိတ်ပြည့်စုံမှုလည်းမရှိဘူးအဓိကပြောမယ်ဆိုရင် income လည်းရတယ်ဆိုတော့အမတွေတော့ဟိုဟိုအပျော်ဆုံးအရာတစ်ခုပဲပေါ့နော် အမဆိုင်လိပ်စာကတော့အမှတ်156ဘ ഹു ယုံဘူဂျူစီမှာဖြစ်ပါတယ်ဘူဂျူစီရောက်လို့ရှိရင်ဘူခဖို့ဖိတ်ခေါ်ပါတယ်လာကြည့်ကြပါလို့ Myanmar Star Bazaar